ကမ္ဘာပေါ်လုံးအဖွဲ့ချုပ် FIFA ဟာမကြခင်ကျင်းပတော့မဲ့ကလပ်ကမ္ဘာဖလားအဖွင့်ပွဲမှာပြိတက်ကွင်းအပြည့်ဖြစ်နေစေဖို့လက်မှတ်အပူပေးပြီးဆွေးဆောင်နေရလို့သိရပါတယ်။2025ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်နိုင်ငံမှာစွန်14ရက်ကနေစွန်လ23ရက်အထိကျင်းပသွားမှာဖြစ်ပြီးပြိုင်ပွဲဝင်အသင်း32သင်းဝင်ရောက်ရှင်ပြိုင်မှာပါ။ FIFA ကဒီပြိုင်ပွဲအပေါ်အများကြီးမျှော်လင့်ထားခဲ့ပေမဲ့လက်မှတ်ရောင်းချရမှုနှေးပါနေတဲ့အတွက်ကွင်းထဲနေရာလွတ်တွေရှိနေမှာကိုစိုးရိမ်နေရပါတယ်။ FIFA အနေနဲ့ လက်မှတ်ဈေးနှုန်းကိုတဆင့်ပြီးတဆင့်ရှင်းချပေးနေပေမဲ့ရောင်းအားကတိတ်တက်မလာခဲ့ပါဘူး။ဒါကြောင့်မိုင်ယာမီတိတ်ကောလိပ်နဲ့ပိုးပေါင်းပြီးအဲဒီကအကြောင်းသားတွေကအဖွင့်ပွဲအတွက်လက်မှတ်တစ်စောင်ဝင်ရင်အပိုလေးဆောင်ထပ်ပေးမဲ့အစီအစဉ်ပြုလုပ်ပြီးဆွဲဆောင်နေရလို့သိရပါဗျ။ Club Goma Flow အဖွင့်ပွဲမှာ Asian Club, Inter Miami အသင်းနဲ့ EJ Club အဲအလီအသင်းတို့ရှင်ပြိုင်မှာပါမိုင်ယာမီတိတ်ကောလိပ်မှာကျောင်းသားတသိန်းကျော်ရှိပြီးအပွင့်ပွဲကျင်းပမဲ့ဟာရော့ကွင်းကပရိသတ်6500နေပါပဲဝင်ဆက်နေလို့သိရပါဗျ။